င်းမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုများကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ NUGC ရဲ့ဗိိတ်နဲ့ NND ပါတီဝင်တမ်းပေါင်းများစွာကစန္ဒမင်းပြောစကားကိုဘလို့သဘောထားရှိလဲဆိုတဲ့သတင်းကိုကိုလူမျက်ကြော်ကယခုလိုပဲပြောကြားလာခဲ့ပါတယ် မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင် Anadi Party Win မြန်မာနိုင်ငံမှာ Anadi Party Win ဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ချုပ်ဝင်တာမောင်များစွာသောအဖွဲ့ချုပ်ဝင်ဒီဗီဒီယိုကိုကြည့်မှရမယ်အရေးကြီးတာအရေးကြီးပြီညီနောင်အပေါင်းတို့တချင်းအောင်ဒါဆိုရင်ကောင်းမလားမသိဘူးနောက်တစ်ခုက NLD ကအမတ်စီပင်ဘိုးကောမဒီဝင်အစရှိတဲ့ထောင်ပေါင်းများစွာတဲ့လူကြီးမင်းများလေကြည့်ကိုကြည့်ပါရမယ် NLD ကို NLD နဲ့စစ်တပ်က NLD ရဲ့ကျွတ်တော်အမတ်တယောက်ဖြစ်ခဲ့တဲ့စတောဆန်နာမင်းပါပြောတယ်အချက်နားထောင်ကြည့်အောင်ကျော်မြင့်ကအင်တာဗျူးတယ်ဒေါ်ဆန်နာမင်းကို ဘာတွေပြောလဲအရင်ရေးကြည့်ကြတော့ဒါမောင်များစွာသော NLD ပါတီဝင်တွေကိုလက်တို့ပြီးဒီဗီဒီယိုကိုကြည့်ပြီးမှတ်ချက်ပေးပါ comment ပေးပါစနာမင်းကိုဘသူတောက်ပြီးပေးတာလေစနာမင်းရဲ့လက်ရှိ NLD ပါတီဝင်ပေးလားဒီမေးခွန်းလေးရှိနေပါတယ်ခင်ကြည့်လိုက်အောင်ချိန်မပြုံးဘူးလူ900 500ကျော်ဒီပါပြီးလို့အတူတူပြောလိုက်တာလာအန်တီလို့အဲ့ဒါပြည်သူ900 500ကျော်တည်နေပါတယ်ပြည်သူ900 500ဒါကြောင့်မို့လို့ပြည်သူတွေကအန်တီနဲ့ ဟာဟိုဘောနောစစ်ဆက်ဆွေးနွေးအန်တီကနေပြီးတော့သူတို့ဘက်ကလည်းစစ်ဆက်ဆွေးနွေးနှိမ့်နိုင်တဲ့ဟာကိုဟိုညှို့နေနေပါတယ်အန်တီလို့ပြောလိုက်တဲ့အချိန်မှာတော့ဆိုတော့တော်တော်ရှောက်ဖြစ်သွားတာဟာပြည်ထဲမှာကြံနေကြတာ80ရန်လုံးနဲ့ချက်နေတဲ့ပုံများတဲ့ပမာဏတော့ကလေးပါလို့အများကြီးကြံနေပြီးတော့အဲ့လိုတွေအကုန်လုံးကပြပောက်ထွက်ပြေးသွားတဲ့လက်တဆုပ်စာကြီးကဘူးဆိုတာဒီ Facebook page ကိုကလည်းလိုချင်တော့ဘင်ခန်းရဲ့ပေါ်ရောက်သွားတာ ကျွန်မဝေါ်တော့ကရှိတယ်လို့ NLD LA ဆိုတာရှိခဲ့တယ်เนาะ NLD LA ကိုတောင်းဟလာ DLA ဒီအားလုံးကဒီဟလာအများကြီးနိုင်ငံတော်တော်များများမှာဖွဲ့ထားတာတော့ခေါင်းဆောင်စုတွေအတိမံပြုတ်ခဲ့ဘူး PDF တွေကအများပြည်သူနေရာတွေကိုဘုံဖွဲ့တိုက်ခဲ့ NLD LA ကိုတောင်းဆောင်စုကြီးအတိမံမပြုတ်ခဲ့ဘူးအဲ့ဒီလိုမျိုးတပတ်ဝင်တွေကိုတနက်ကြိမ်စောကန်တော်တိုင်းချင်းပြည်ပြည်သူတွေကို တက်သရင်းလေးတလန်းလို့ဆက်ဆက်တက်ဖြတ်ချင်ပြီလို့ပြောသိပါသလားလို့ဒေါ်ဆန်းစကြည်ကိုရှင်းနေပြီ။ဟုတ်။ဒီစာအုပ်ကြီးပဲပြောမယ်ဒေါ်ဆန်းစကြည်အဲ့စကားကြမ်းဒီပါဖြစ်သွားမှာဖြစ်တယ်။လက်ရှိတိုင်းပြည်မှာဖြစ်နေတဲ့စီပုံကြောမှုတွေတနက်ကြိုင်တော်တော်များများနေပြီ။အဲ့ဒါတွေရဲ့တတိကတရခံလို့ပြောရတယ်ဘာမှပြောစရာမရှိရှင်းရှုပ်ရဲလို့ကောက်ချက်ချဆွဲရတယ်ရှိရှင်း။အဲအဲ့အရင်ဒေါ်ဆန်းစကြည်ပြန်ကြမှာဆိုရင်ဒေါ်ဆန်းစကြည်လက်ခံနေပါလား။အမှတ်ကိုရောလက်ခံနေ။ဆိုအဲ့လူစုကိုဒေါ်ဆန်းစကြည်ဒီစီချာတို့ကပြေချောက်ပါရပါတယ်ဘယ်လေးစီပြောပါရမယ်ဆို သူလက်ခံလို့ဘယ်လိုမှတူသူတို့လောက်ရက်ဒီဘောဇန်းစုကြည်တို့အဝေးမင်းတို့ဟာအထောက်ခံမှုပြီးတော့သူတို့လောက်ရက်ဒီအများကြီးပေါင်းကျော်သွားပြီဆိုတော့လုံးတဲ့လူတွေဒီမှာအလုံးကြည့်ပါတယ်သူတို့ကတကယ်သာတတိရှိရဲ့ဆိုလို့ရှိရင်ဒီဘင်းထဲမှာပဲနေပေါ့နော်တတိရှိတယ်ဆိုရင်ဘီရင်းထဲမှာပဲနေပေါ့တဲ့စစ်တမဖမ်းဘူးလို့မင်းအာမခံကြလားတော်စံနာမင်းဘာလို့ဘောဇန်းစုကြည်ကထွက်လာမှာပဲ အဲ့ဆိုရင်ဥအောင်ကြည်ညိုတို့ကဘာဝင်ကိုင်တန်းတို့ဒူဝါရရှိလာတော့ဒီဘုံကတို့နောက်ကုမတာမင်းတို့တောက်လျှောက်စဉ်းစားပြောနေတဲ့ပုံစံအရဆိုရင်ဒေါ်ဆက်သူကြီးကတို့ရဲ့လုံချက်တို့ရဲ့လုံရမှုလုံရတယ်ပေါ့မကန့်ကန့်ကွက်လို့မဖြစ်ဘူးသူတို့ကဒီလိုရဲ့ရုပ်ဆောင်တော့မတူဘူးပြောချင်တာဖြစ်ဖြစ်ဒေါ်ဆက်သူကြီးတို့ပြပြအချက်ဖတ်သမားလို့တုံ့ပြန်လို့ပြောမှာဟုတ်ကဲ့ဆိုတော့တို့အဲ့လိုလုပ်ကုန်ရဆိုတော့တို့ကိုယ်တိုင်လည်းဒေါ်ဆက်သူကြီးရဲ့ပြောချားချက်ဆိုတော့ဒေါ်ဆက်သူကြီးပြောတဲ့ဘာကိုတော့တို့ကရှင်းတော့လားကလကစားလုပ်ချင်တယ်ဒေါ်ဆက်သူကြီးအောင်လို့တို့က လုံးဝလူရောင်းအပြစ်မသိကြပါဘူးဒေါသကြီးကတော့ပုံခံခြင်းနဲ့သဘောမျိုးတက်ရောက်သွားတာအဲ့လိုတက်ရောက်သွားပြီးပြောလို့ရတယ်ဟာမင်္ဂလာပါမိုင်မင်္ဂလာပါ Okay ဒီလိုအခြေအနေတွေတော့စတဲ့ဖြစ်ပေါ်လာပါပြီလူကြီးမင်းတို့စိတ်ထဲမှာပေါ့ဘလို့ရှိပါတယ်အရေးကြီးတဲ့အချိန်ကာလကိုရောက်ရှိလို့လာနေပြီ NLD ကို NLD ရဲ့တိုက်ဆိုတဲ့အခြေအနေမျိုးကိုစစ်တပ်ဟာကြော်မျိုးမင်းနဲ့ပူးပေါင်းပြီးတော့ဖန်တီးတိုက်တဲ့ဗီဒီယိုကလစ်ဖြစ်ပါ ဘာပြောလဲကြည့်လိုက်အောင်အာကျွန်တော်ဒီနေ့အမဟိုကိုခေါ်ပိတ်ခေါ်ပြီးဆွေးနွေးရတာကဒီဒီအပိုင်းမှာတောက်လျှောက်ဆိုလို့ဒေါ်ဆက်စစ်ချင်းနဲ့ပတ်သက်တဲ့အာဗီဒီယိုဖိုင်လေးလည်းထွက်လာတယ်နောက်တရားဥပဒေစစ်ချင်းလည်းထွက်လာတယ်ဟုတ်ကဲ့ဒါကကျွန်တော်တော်တော်စိတ်ဝင်စားတာနော်စိတ်ဝင်စားတော့အမဟိုခေါ်ပြီးဆွေးနွေးရတယ်ဆိုတော့အမမတော့ဆွေးနွေးရရှိနေမိတယ်ဟုတ်ပါတယ်အဟိုတနေ့လုံးကကုတုံမျိုးမင်းပြောလိုက်တဲ့ဟာကိုကျွန်မနားထောင်လိုက်ရတယ်အဲ့တော့လေကျွန်မကကုတုံမျိုးမင်းနဲ့ငါကျုံမျိုးမင်းဖန်ဗျဒေါ်စနာမင်းကကျုံမျိုးမင်းဖန် လို့ကြုံတဲ့ချိန်တိုင်းပြောပြအောင်မယ်လို့စဉ်းစားထားတာဒါပေမဲ့ကြောင့်မျိုးမင်းကကျွန်မခေါ်လိုက်တဲ့အတွက်အတော်ပဲဖြစ်သွားတာအဲကျွန်တော်ပထမဆုံးစဉ်းစားတာပေါ့လေဒီမွေးနေ့မတိုင်ကလေးတရက်လို့မှာဗီဒီယိုရေးထွက်လာတာဒီဒုတိယတရက်လည်းကြာဘူးမွေးနေ့ရက်ဒီကွက်တီမှာတော်စုံသူရဲ့တရားထုတ်ဆိုချက်ပေါ့နော်ဒါကျွန်တော်တို့လည်းမြင်မှုခဲ့တယ်ပေါ့ online မှာအထွက်လာတယ်အဲ့မှာတော်စုံသူရဲ့ထုတ်ဆိုချက်ဆိုတော့ဒီစာကြီးကဟိုတကယ်အစ်စ်လို့ကျွန်တော်ပြောလို့ရပြောလို့ရတယ်ဒီစာတရားထုတ်ဆိုချက်အစ်စ်လို့ပြောလို့ရတယ် อืมဒါတရားဒီတန်းတေဂရိသစ္စာပြတော်ဆိုတဲ့ဟာကဒါကအစ်စ်ပါဘာလို့လဲဆိုတော့ကျမတို့ကလည်းရှိတယ်ဒီဟာကအာကျမတို့ဒီအမှုတွေပြီးသွားတဲ့အချိန်မှာအော်ရှင်းနေရထုတ်လို့ရတယ်လေဒီဟာတွေကိုတို့မှထုတ်လို့ရတယ်ဆိုတဲ့ခါကျတော့ဟိုကျမတို့ဒီရှင်းနေတွေထုတ်ထားတာရှိပါတယ်ကျမမှလည်းရှိတယ်ရှင်းနေလက်တရနေပဲရတာဖြစ်တဲ့အတွက်ဒီဟာကကျမအမှတ်မတည်ဒီ live ပေါ်မှာတွေးလိုက်တော့ဒါအစ်စ်လို့ကျမပြောလို့ အဲ့တော့ကျမဒိုင်းနဲ့တချို့အဲ့ဒီလိုင်းပေါ်မှာတွေ့တော့ကျမဆာရက်တွေအားလုံးကိုနည်းနည်းတိကျအကုန်လုံးလိုက်ပြီးတော့ဖတ်ကြည့်လိုက်တယ်ဖတ်ကြည့်လိုက်တဲ့အချိန်မှာဟုတ်တယ်ဂျားဆာရက်တွေရောအစ်စ်လားအတူလားပေါ့နော်ဟိုဒါတချို့ဟာညံပါနေလားဆိုတော့ဒါပေမဲ့အာကျမတွေ့တဲ့၄ရွယ်စလုံးလား၄ရွယ်လား၅ရွယ်လားမသိဘူးနော်အေး၅ရွယ်အဲ့၅ရွယ်စလုံးကတော့အားလုံးအစ်စ်ပဲဒါမှမဟုတ်ကျမမှာရှိနေရတဲ့လေကျမတိုက်ကြည့်လိုက်တယ်နံပါတ်1လိုင်းပေါ်မှာပြည့်နေလာတဲ့ဒေါ်ဆန်းစုကြည်ရဲ့ trust ဆိုချက်ကအစ်စ်ပဲလို့စနမင်းကပြောတယ် တမောင်းများစွာသော NLD ပါတီဝင်တွေဘိုးကော်မတီတွေအမတ်တွေစီပင်တွေစီပင်ဥက္ကဋ္ဌတွေဘာပြောလဲပါပါတယ်ဟုတ်ကဲ့ဒီဟာကထူးခြားတာကြောင့်တော့သူထွက်ဆိုချက်က2021ခုနှစ်အော်တိုဝါ26ရက်လောက်သူကပြောထားတာတွေ့ရတယ်ဆိုတော့ညော့ထားတယ်ဆိုတော့ဒီနေ့အထိဆိုရင်ဒါအဲလင်းနစ်ကြော်ကြော်ရှိပါတယ်လင်းနစ်ကြော်ကြော်ရှိရှိပါတယ်ဆိုတော့လင်းနစ်ကြော်ပြီးဒီနေ့ကြီးကြမှာတွေ့ကြရမှာအွန်လိုင်းမှာတက်တာတွေ့ရတယ်အရင်ကကြားရမှာတွေ့ရအောင်ဆိုတော့ဒီစာရဲအွန်လိုင်းမှာတက်လာတဲ့အထိချင်း ထပ်ဖို့လိုအပ်တဲ့စာတွေဖြစ်တယ်လို့ဖြစ်တယ်လို့ပြောလို့ရတယ်ဒီစာရဲ့ဒီစာတိချက်တွေอืมဘာလို့ဒီလိုမျိုးတင်လိုက်တာလဲတော့ကျွန်မသဘောမပေါက်ဘူးဒါပေမဲ့လည်းသဘောမပေါက်ဘူးလို့ ਨੇ ယူချင်းအောင်မဆောင်ပါနဲ့စစ်တပ်ကတိစီချင်းလို့တင်ပြလိုက်တာပါ NUG CRPH NAD သုံးဝိဆိုင်ပြိပခါကိုဖန်တီးပြလိုက်တာဖြစ်ပါ NAD NAD ချင်းတက် NAD နဲ့ NUG နဲ့တက် NAD နဲ့ CRPH နဲ့တက် ဒီအွက်တဲကိုစန္ဒာမင်းဝေသွားပါဘောအော်အမှန်တကယ်လူတွေသိရင်တော့လေပိုကောင်းတာပေါ့နော်ဟိုကျမတို့ဈားထဲမှာတော့ပြောတာရှိတယ်အေးနဲ့တကယ်တမ်းဆိုလို့ရှိရင်လေဟိုရုံးကပေါ့နော်မြတ်စွာဘုရားခေါ်ထားတဲ့ ပြားရိတ်တော်ရှိခဲ့တယ်ဒီလိုကိစ္စမျိုးတွေကိုခုကာလမှာလက်စွာပြားရရှိတော့ဆိုတော့တချို့ဟာတွေကမှန်တယ်မှားတယ်ဆိုတာအငင်းပွားမှုတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဟိုအငင်းပွားမှုတွေရှိတဲ့ခါကျတော့ကျမတို့လူမျိုးအခုလူပေါင်းလက်ထက်ကြမှာကျမတို့ကဒါလက်စွာပြားတကယ်ဟောကြားခဲ့တဲ့ဟာလားဟုတ်လားမဟုတ်လားဆိုတော့ကျမတို့ဆိုရင်မသိတော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဒါပေမဲ့အခုဆိုရင်ဟိုဒါဒေါ်စန်းစုကြည်ရဲ့အဖြစ်အပျက်ကဟိုတိတ်ကြပြီပေါ့နော်လေးလက်ကျော်ကာလမှာတော့ဒီလိုထွက်လာတဲ့ ရဲ့ဆိုလို့ရှိရင်တော့အာကောင်းတယ်လို့တော့ကျွန်မကတော့ပြောချင်တယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးအစ်စ်အမှန်ထွက်လာတယ်ဆိုတာတော့လူတွေအနေနဲ့အမှန်တရားကိုသိသွားတာပေါ့နော်ဟောဘလို့ပဲဖြစ်ဖြစ်နိုင်ငံတကာမှာတချို့ကိစ္စတွေက20နီမပေါ့နော်အမေရိကန်နိုင်ငံမှာတော့ရှိပါတယ် နှစ်20ဒီမှာတီရတဲ့လာပါရည်ရှိရဲ့အဒါပေမဲ့ဒီကိစ္စကတော့လာပါမဟုတ်ပါဘူးဟောနော်ဒါဟိုတရားရုံးကထုတ်ဆိုချက်ဖြစ်တဲ့အတွက်အဒါသိလို့ရပါတယ်ဟောကျွန်မထင်တာကတော့လာပါလည်းမဟုတ်ဘူးဒါပေမဲ့စောစောလေးတီသွားတဲ့ခါကျတော့အချိုးရှိတယ်လို့ကျွန်မထင်ပါတယ်ဟိုမတီသေးတဲ့လူတွေအတွက်လည်းဒေါန်ဆန်းစုကြည်ရဲ့သဘောထားကိုတီသွားရတယ်အမှန်တရားကိုလည်းတီသွားရတာဖြစ်တဲ့အတွက်အာကျမတို့နိုင်ငံအတွက်လည်းအကျိုးရှိရယ်အာတည်တဲ့လူတွေအတွက်လည်းအာစင်ကျင်နိုင်တယ်လို့ကျမထင်တာပေါ့နော် ဟုတ်အဲ့တရားထုတ်ဆိုချက်ကိုကျွန်တော်ဖတ်ကြည့်ပြပတ်ကြည့်တဲ့ခါမှာကျွန်တော်အားသိသွားတာပထမဆုံးအားသိသွားတာကုရှိတယ်ကျွန်တော်အားသိသွားတယ်အချို့လည်းပဲတချို့တွေဟိုကိုကိုဆို Telegram နဲ့ online မှာပြောနေကြတယ်တော်ဆက်သူကြီးတဲ့အသက်89နဲ့မျိုးသားမဟုတ်နဲ့အမတ်ဆိုတော့မမှတ်မိလို့တော့ကြီးတော့ကျွန်တော်တို့လည်းအားသိသွားတယ်ဆိုတော့ဘတ်ပေါ်နေမှာကိုမမှတ်မိဘူးလို့ပြောတော့ကျွန်တော်တို့တော်တော်တော်များနိုင်ငံသားတော်များကုမှတ်ပေါ်နေတဲ့ဘက်ကိုတော်တော်များဟိုမှတ်မိကြတယ်ပေါ့နော်ဆိုတော့မမှတ်မိဆိုတော့အသက်ရွယ်ကြောင်လားဘာကြောင့်ပြမှတ်ပုံတွေနံပါတ်မဟုတ်ဘူးအလွယ်မပြောနိုင်နိုင်ငံသားစီစီကပ်ပြားလို့ခေါ်တယ် မြန်မာနိုင်ငံသားတော်မဖြစ်သေးဘူးနိုင်ငံသားစီစီကပြကမင်းတို့ကိုင်တဲ့မတ်ပုံတွေငါတို့ကိုင်တဲ့မတ်ပုံတွေလို့ခေါ်တဲ့ဟာတွေထဲမှာကြည့်လိုက်နိုင်ငံသားစီစီကပြစကားလုံးချနေနိုင်ငံသားမတ်ပုံတွေမဟုတ်ဘူး you know citizen id မဟုတ်ဘူးတိရပုံတွေပြောလိုက်တော့ယူကာပဲဟုတ်တယ်ဘယ်လိုကြောင့်မှမသိဘူးဒီလိုတချို့တော့ဝေဖန်တာကြီး online မှာတွေ့ရတွေ့ရတယ်အဲ့ဒါမှဘယ်လိုပြောချင်တာ อ๋อเราก็เลยอติติคือတော့မဟုတ်ပါဘူးအန်ဒီရဲ့အသက်အရွယ်အရလို့ကျွန်မပြောနိုင်လဲပေါ့เนาะအန်ဒီတက်ကအခုလို့ဖြစ်တဲ့ကာလမှာပဲကြည့်လေ89နှစ်89နှစ်ဆိုတဲ့အရွယ်ဟာအဟို ဒေါ်စာစုကြည်ဖို့လားအဲ့ပေါ့နော်ဟိုဒေါ်စာစုကြည်တာမှုလို့တာဒီလိုကြက်ကြက်မှမှာဆိုတာကိုပြောနိုင်တာပေါ့နော်တာမန်ဗမာမျိုးသမီးအခွားကြီးတွေဆိုလို့ရှိရင်ဟိုတော်တော်ကိုဒေါင်းသွားပါပြီဒီတဲ့ပဲ啊လေအဲ့ခါကျတော့ဟိုစာဒီမှတ်ပုံလေးနံပါတ်ဆိုတဲ့ကဏ္ဍနေအားလုံးကိုလည်းမမှတ်မိဘူးဆိုတာလည်းဖြစ်နိုင်ပါတယ်ဒါအသက်ရွယ်ကြောင်းကိုတော့ပြောလို့ရပါတယ် ဲ့မှာကျွန်တော်ဒီထဲမှာစိတ်ဝင်စားဆုံးအကြောင်းအရာတွေပါရှိတယ်ပေါ့နော်ရှေ့ပိုင်းကတွားရထားပါဘောနော်ဆိုတော့သူ့ရဲ့ကျွန်တော်ထဲမှာပြောထားတဲ့စိတ်ဝင်စားဆုံးအချက်တွေကတော့အဲနံပါတ်1ကဒီ2021တရက်နေ့အခင်းချင်းပေါ့နော်အခင်းချင်းစတဲ့အချိန်မှာဥဝိထေကြီးကဒီထက်စာအုပ်တော့ဖတ်ပြတော့ဘောနော်ဥဝိထေကြီးကအဲဒေါသတိပြောရပေးတဲ့စာပါသူ့တက်နေအမှတ်ခတ်ပါတယ်ဆိုပြီးတော့ပြောတဲ့စာတောင်ထွက်ခဲ့ငါးရက်နေ့မှာသူဝိထေဗီဒီယိုဖိုင်နဲ့ပြောတာမီဒီယာတွေခေါ်ပြီးတော့ CDM လောက်ပါဟုတ်တယ် CDM လောက်ဖို့ရေနောက်တစ်ခါတနင်္ဂနွေလောက်ပုံကြွားကြဖို့ အဲ့ဒါဒေါ်စန်းစုကြီးပြောတဲ့စာပါဆိုပြောတဲ့ဟာအဲ့ဒါကိုတက်တည်ထိုးပြီးတော့ဒီတရားခွင်မှာမေးကြမြန်ကြတဲ့အခါဒေါ်စန်းစုကြီးကအဲ့ဒါအဲ့စာနဲ့ပတ်သက်ပြီးတော့မှတ်ချက်ပြန်ပေးတာလေဒီဒီစာရဲမှာတွေ့ရတယ်။အမှအဲ့ဒါကိုလည်းလည်းပြန်ပြီးတော့ဘယ်လိုနားလည်တာလဲပြောပြပါဦး။ အော်နံပါတ်1ခုနကအဝင်းထိန်ကဟိုအာမခံပါတယ်လို့ပြောတာဆိုတာအဲ့တော့ကျမတို့တေချာတော့မသိဘူးပေါ့နော်ဒါပေမဲ့ဟိုပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျမတို့သိတာကတော့ဟိုဒေါ်ဆန်းစုကြည်ကဒီကီနူဒီသူဖမ်းခံရတော့မယ်ဆိုတာကိုဟလာအာသူတိကောင်းတိပါလိမ့်မယ်အဲ့တော့လေသူစာရေးတာလည်းဖြစ်နိုင်ပါတယ်ဒီလိုမျိုးစာသူဖမ်းခံရတော့လိမ့်မယ်ဆိုတာကိုတိကောင်းတိပါလိမ့်မယ်လို့မပြောနဲ့နိုင်ငံရေးသမားတွေပြကျမတို့တွေးမရှိဘူးလား သူဖန်ခံရမယ်ဆိုတော့ဒေါံသေသူကြီးသိပါတယ်ဒီစာရေးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလေမပြောနဲ့ဒီစာရေးတာဖြစ်ပါတယ်မဟုတ်ပါဘူးတဲ့တယ်ပြောကြတာမှာခင်ဗျားတို့ပြည်သူလူထုကြုံးမွေးနေတော့တတ်သိမရှိတဲ့နိုင်ငံကြီးခေါင်းစဉ်တက်ပြီးတော့ပြည်သူကိုလိန်ညာတဲ့ကလင်ကကြစ် အရေးကြီးတယ်ဆိုတဲ့ဟာမျိုးကိုလည်းကျမတို့ကြားသိရတယ်။ဒါပေမဲ့ကျမတို့မျက်မြင်တော့မဟုတ်ဘူးเนาะကြားသိခဲ့ရတယ်။ဒီကြားသိခဲ့ရတဲ့ကိစ္စမှာဒီစာကိုဦးဝင်းထိန်တဲ့ထဲကိုဟိုပြန်ကြားရေးအဲ့လိုငါပြန်ကြားရေးတာဝန်ခံကရှိသေးတယ်။ချက်ချင်းဖန်ခံရအောင်ပေါ့ပြန်ကြားတာဝန်ခံအဲ့တော့ပြန်ကြားရေးတာဝန်ခံတဲ့ထဲမှာဒီစာရှိတယ်။ ပြီးတော့ဒီစာကိုအငယ်ဦးဝင်းထေရီနဲ့တတိုင်းတောင်ဝင်ကန်နှစ်ယောက်ကနေပြီးတော့ဟိုဒေါ်စားစုရေးခဲ့တဲ့စာပေါ်မှာစီစစ်သုံးသပ်ပြီးတော့သူတို့အနေနဲ့ဟောတော့ဒီအတိုင်းပဲပြန်ထုတ်လိုက်တာလားအာတော့အန်တီရေးထားတဲ့စာပေါ်မှာနည်းနည်းပြန်ပြီးတော့ပဲအာပေါ်တော့ဟိုစာကနည်းနည်းမာထန်သွားအောင်ပေါ့နော်ဟိုရေးထားပြီးတော့ပဲပြန်ပြင်လာလားဆိုတာတော့သိတာမသိကြဘူးဖြာစကားတွေချင်းကြီးကိုမပြောကြနိုင်ပါဘူး ဒေါက်ဆန်းကြမဟုတ်ဘူးဒေါက်ဆန်းတို့ရေးတာမဟုတ်ဘူးဟုတ်တယ်ဒီစားအဒေါက်ဆန်းတို့ကြီးရေးတာမဖြစ်နိုင်ဘူးပြပြသားသားချကြတယ်မှာတိုင်းပြည်တပီလုံးပြတ်စတောက်ရှက်နေမှရှိကြဘူးဒါပေမဲ့ဒီလိုစာရေးခဲ့တယ်ဒါပေမဲ့ပြီးတော့ဟိုဒီလိုမျိုးပေါ့နော်စီဒီအန်လုပ်ဖို့ဘာသာစာတွေထွက်လာတယ်ဆိုတာမျိုးတော့ကျွန်တော်တို့သိတယ်ကြားပြရတယ် အဲ့မှာဒီဆာမနာအခုတုံးပါဆိုပါတရက်နလ2021ရဲ့မှာတဲ့လူမှုကွန်ရက်တွေပြည်သူ့ပန်ချက်ဆက်စာပန်ချက်ချက်စာဟိုရဲ့လူစုပွဲချုပ်မှာတပေါ်ပြည်သူ့ဝန်ထင်ရထုတ်ပြန်ခဲ့ပြီဆိုလေလို့ဆိုအဲ့မှာတရက်တရက်ခံရဲ့ဆွဆွခံလို့ရှိနေကောက်ဝဲလျှောက်ထားတဲ့လူတွေဆိုအဲ့ဒီမှာခုနကပြောတဲ့ဝန်ထင်ကစာကစာပါရဆိုရင် ဒေါ်စစ်ကြီးကတော့အဲ့ဒီသဘောထားတကယ်ရှိလို့ထင်တာဒီစာကြောက်ခဏဖေးပြီးဒေါ်စစ်ကြီးစိတ်နေသဘောထားကပြောမယ်ဆိုရင်တိုင်ကလုံးအောင်ကြဖို့လို့စီဒီအမ်လောက်ကြဖို့လို့ဆိုလို့ဆိုဖို့ဆိုတာอืมကျမကတော့ဒါကြောင့်မလို့ဒီစာကိုကျမကဟိုငိုရဲပုံပါပေါ့နော်တွေ့ရတဲ့အချိန်လုံးကဒေါ်စစ်ကြီးဒီလိုရေးနိုင်မယ်လို့ကျမကမမြင်ဘူး ပေါ့နော်ကျမစိတ်ထဲမှာဒါအန်တီကိုရိုင်းရေးတဲ့စာမဖြစ်နိုင်ဘူးလို့ကျမကတော့မှတ်ချက်ချနိုင်တယ်ဒါကကျမရဲ့တကူရင်မှတ်ချက်ပါအဲ့လိုချနိုင်တယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးကြီးတော့တနိုင်ငံလုံးအုံကြွကြပါတနိုင်ငံလုံးဟာစီပြန်လုံးကြပါဆိုတဲ့ဟာမျိုးကိုတော့ဟိုမပြောတော့ဘူးဒါပေမဲ့ဟိုပါပေါ့နော်ဟိုဟိုဒီလိုမျိုးโอ้เนเน่ปอนอหูอะคูโลမျိုးอานาထိတ်လိုက်တဲ့ကကိစ္စပေါ်မှာတော့อานาသိန်းน่ะอานาသိန်းน่ะอานาထိန်းน่ะမဟုတ်ဘူး ကြောက်တာချီးပါတော့စစ်တပ်ပီလူတွေအနေနဲ့ဟလာကိုယ့်ရဲ့ဆန္ဒကိုဒီမှာလုပ်တာဖြစ်တယ်ပါတီနဲ့လုံးဝမသက်ဆိုင်အောင်ကိုကျွန်မပြောချင်ပါတယ်ပြောချင်တာကဒေါ်လန်ကြီးကဒီစာထွက်ပေါ်လာရင်2021ဖေဖော်ဝါရီတရက်နေ့နေ့ရက်နေ့ပေါ့ဗျာဒီစာကအတုဆိုရင်ဦးဝင်းထိန်အတုလုပ်ပါလားဒီစာကိုဖြန့်ဝေသူက NLD ပါတီကဘယ်သူနေလဲဒီစာကအစ်စ်ဆိုရင်စနမင်းလိုက်တာ ဒါမေကုန်းတွေဖြစ်ပါတယ်မြမနိုင်ငံကြီးရဲ့တပ်စအမောင်ချမ်းကမေကုန်းကိုပြောလို့ရတယ်လူသိသူမသိဒါတွေလုတ်ခဲ့ကြတယ်နံပါတ်1ပြည်သူကိုလိန်ခဲ့ကြလားနံပါတ်2ဆန္ဒမင်းကပဲပါတီ NLD ပါတီတခုလုံးကိုလိန်ခဲ့ကြတာအဲ့ဒီပါတီကတာဝန်ရှိသူတွေဒီကိစ္စကိုအကြည့်အလေထွက်ရှင်းပြဖို့လိုအပ်ပါတယ်ခင်ဗျမဟုတ်ရင်ယုံတင်ကြောက်တင်နဲ့တော်အောင်ဆန်းစုကြည်ပါ နိုင်ငံကိုဒိခထိခိုက်နေတဲ့အနေအထားမျိုးစစ်တပ်ရဲ့ကစားကွက်တွေမှာတောင်ဆန်းစုကြည်ကိုတိုင်ထောင်ပြီးတော့ဆန္ဒမင်းစစ်တပ်နဲ့ဗမာမီဒီယာတွေကကြားနေပါအမမမီဝန်လေးလိုကနေနနစ်ကျော်တော့ကဒီကောင်တဲ့ပုံစံတို့လားတရေထွက်ခဲ့တယ်ပေါ့နော်။တော်ဆန်းစုကြည်ကပန်ချပေါ်ဆိုလို့လေ ဒီဒီဒီစီစဉ်စီဖွဲ့တာသူမကြိုက်တဲ့ပုံစံမျိုးတွေနဲ့ဒီအပြင်ကနေပြောရလို့ချက်ပတ်လို့ဆိုတော့လုပ်ဖို့ဆိုတော့သဘောမျိုးဆက်ဆက်တာမျိုးတွေပေါ့နော်ဆိုတော့ပတ်ကြပါဆိုပြီးတော့အထုတ်ခဲ့တာမျိုးရှိတယ်အဲ့ဒါကိုအဲ့လိုထုတ်ခဲ့ကျွန်တော်ကဒါတော့ဟောဒါဆိုရင်တော့ကောင်းတယ်လို့ပြောရမယ်အဲ့ချီချီပဲပြပိုက်သွားတဲ့ဥအောင်ချင်းချင်းကပါဝင်နေကိုယ့်ဘက်တော့ပါဝင်သူတို့ဖွဲ့တွေကဒါကြီးအတူကြီးပါဆိုပြီးတော့တခါအဲ့ဒီစာကိုတင်းစားပါလေတွေ့ရတယ်ဆိုတော့အဲ့ဒီဘာဘာသူတို့ရင်းညွှန်းလိုက်တယ်လို့ယူပြီးစာအောင်ချင်းစာအောင်အတူကိုပြောတာတော့ဆိုရင်သူတို့ပြောချင်တာဒါမှမဟုတ် ترو جیوچو دوانی نگو တို့လူတွေကိုမှိုက်လိုက်လို့ဖြစ်ဘယ်လိုပြောကြလဲอืมခုနနောက်ဆုံးနောက်ဆုံးဖြေပေါ့နော်သူတို့ရည်ရွယ်ချက်ကိုသူတို့ကပါတီရဲ့ခုနစီနေစီကန်လေးကိုကြော်လွန်သွားပြီဟလာလူဝါရတွေကိုလည်းကြော်လွန်သွားပြီဘောက်ဘုံလည်းကြော်သွားပြီနောက်ပြီးတော့ဥက္ခရီရဲ့စီစီတွေရဲ့ဟလာဘောတူညီချက်ရလည်းလောက်တာမဟုတ်ဘူးဆိုတော့အရာရာအလုံးကိုကြော်လွန်သွားပြီအဲ့တော့သူတို့ရဲ့သွားနေတဲ့ကိစ္စတွေအလုံးကိုဟိုလူသူယုံကြည်အောင်ဆိုလို့ရှိရင်ဒီလို fake news ဆိုပြီးတော့ပဲသူတို့ကတန်လို့တယ်ဒီဒီဟာလေးဒါပေမဲ့သူတို့ ကိုယ်တိုင်သိပါတယ်သူတို့ကျူးလွန်တာသူတို့ဟိုဘောနော်အများကြီးသူတို့လောက်ရက်ဒီဒေါ်စန်းစုကြည်လို့ဦးဝင်းမင်းတို့ဟာမထောက်ခံဘူးပြီးတော့သူတို့လောက်ရက်ဒီအများကြီးအောင်ကျော်သွားပြီဆိုတော့လုပ်တဲ့လူတွေကိုယ်တိုင်အားလုံးသိပါတယ်ဒါကြောင့်မို့လို့လေသူတို့ကဟလာဒီလိုကာလမှာဟိုဟိုအဲ့လားထွက်တာနည်းနည်းစောတယ်ဆိုတော့ဒီလိုကာလမှာတော်လိုင်းရေးအောင်ရေးဦးမလားဆိုပြီးတော့ဒူဒူကိုဆက်ပြီးတော့မိုင်းတိုက်ရတာပေါ့နော်အမျိုးကြီးကိုရည်ရွယ်ပြီးပြောတဲ့လူကျွန်တော်တို့ယူဆောက်ရအောင် ဲ့တော့ဒေါန်ဆန်းစုကြည်ဒီအမျိုးကြီးကိုမတောက်ခံဘူးနော်တမနာဦးမီဒီအမျိုးကြီးကိုမတောက်ခံဘူးလို့အဓိပ္ပာယ်ရတဲ့စကားမျိုးဖြစ်ပါလေတမောင်မြောက်ဆိုတော့ NLD ပါတီဝင်တွေ NLD ပါတီကိုချစ်တဲ့လူတွေဒေါန်ဆန်းစုကြည်ကိုချစ်တဲ့လူတွေကောဘလို့ယူဆတယ်လဲဆိုတဲ့ကိစ္စကအရေးကြီးတာပါဆမ်းပါဟုတ်ကဲ့သူတို့အဲ့လိုတော့ပုံရဆိုသူတို့ကိုယ်တိုင်ပဲဒေါ်ဆန်းစုကြည်ရဲ့ညွှန်ကြားချက်ဆိုတော့ဒေါ်ဆန်းစုကြည်ပြောတဲ့ဟာကိုတော့သူတို့က ်ရှင်းပေါ်ကကလကစားလုပ်ချင်တယ်လောဆတ်စုကြီးအောင်လို့သူကဟိုလုံးဝလူကြီးရောပြီးမသိချင်တော့ဒီလောဆတ်စုကြီးကသူကပုံခံချင်တဲ့သဘောမျိုးတက်ရောက်တာအဲ့လိုတက်ရောက်တော့ပြောလို့ရတယ်อืมအဲ့ဒါတော့မသိဘူးပေါ့နော်ဒါပေမဲ့လည်းသူတို့က တကယ်ကတတ်သိရဆိုလို့ရှိရင်ဒီနေ့နဲ့မှပဲနေပေါ့နော်။ဘာလို့ဆိုတော့ဒေါ်စောစုကပြန်ထွက်လာမှာပဲ။ဒေါ်စောစုကပြန်ရင်ဆိုင်လိုက်ပေါ့ဟုတ်လား။ပြန်ရင်ဆိုင်လိုက်ဆိုတော့တနေ့အချိန်မှာဒီနေ့နဲ့မှရှိနေပြီ။ကျမအခုအမှားတွေပြောရဆိုရင်လေကျမတနေ့ဒေါ်စောစုကဆိုတာဟုတ်လား။အသက်ရှင်ရက်နဲ့ပဲသူ့ဝင်ကိုပြန်ရောက်လာမှာပဲ။အဲ့တော့ဒီကာလမှာကျမအမှားပြောရင်ဟုတ်လား။သူနဲ့ကျမမျက်နှာချင်းဘယ်လိုဆိုင်လဲ။အဲ့တော့ဟုတ်လား။ဟိုသူတို့တော့ ဒီလိုအမားတွေလုပ်တဲ့လူတွေကတတိရှိရင်ပြည်ရင်းမှာပဲနေပြီးတော့ဒေါ်စားစစ်စီနဲ့ပြန်ပြီးတော့ငွေချဆိုင်လိုက်ပါအဲ့လိုကျွန်မပြောချက်တာပေါ့ NUG CRPH တဆိုင်ရလူကြီးမင်းများဒီကိစ္စကိုတော့ဒေချာရှင်းဖို့လိုတယ်အရေးကြီးနေအဘိဓိတွေကလူလူကြားထဲမှာအင်မတန်ကိုဝေဝါးသွားနိုင်တဲ့အခြေအနေမျိုးဖြစ်နေတာပေါ့ခင်ဗျာလူ တော့နောက်တစ်ခုကဒီဒီခါကနိုင်ငံတကာတာဝန်တိုင်းဝိုင်းနေမှာရောနိုင်ငံတကာတာဝန်တိုင်းဝိုင်းနေတချို့နိုင်ငံတွေမှာဒီစာကပြန့်နှံ့နေတော့ဘူးလို့ကောက်ချက်ချရတယ်ပြောလို့ရတယ်อืมတော့လို့ရပါတယ်ဘာလို့ပြောလို့ရတယ်ပေါ့เนาะဘာလို့ဆိုတော့ကျမတို့ဂျပန်သွားတော့ကအဲ့ဒီဒီစာလေးကြီးကိုကျမတို့ထုတ်ပြတယ်လေတွတ်တော်ကိုစလေရဟဟလာတွတ်တော်ဂျပန်ဘက်ကထုတ်ပြတော့အဲသူကဒါကအမှန်လားလို့ကျမတို့ကမီးတော့ကျမကအမှန်ပဲမှတ်ပါလေရှိတယ်ဟလာဒါအမှန်လေလို့တော့ကျမပြောခဲ့တာရှိတယ်လေ ဆိုတော့နိုင်ငံတကာတာဝန်တိုင်းဝမ်းထဲမှာလည်းရှိတယ်။ပြီးတော့မှရှိတဲ့နိုင်ငံရေးတိုင်းဝမ်းတချို့မှာလည်းရှိတယ်။အမမှာလည်းရှိတယ်။ဒါပေမဲ့ထူးခြားစွာဖြစ် online မှာလည်းကိုပြန်လာတယ်။ထူးခြားစွာဖြစ်ဒီအကြောင်းအရာကလူတွေကြားထဲမှာချက်ချင်းပြည့်ပြည့်ဆွေးနွေးတဲ့အကြောင်းအရာမှဖြစ်မနေဘူး။ဘာကြောင့်လဲ။อืมဒါကတော့တော်လိုင်းရေးကိုအောင်မြင်ဖို့ဆိုလို့ထင်လို့ပေါ့နော်။ဟုတ်တော်လိုင်းရေးကိုအမှားလေးနဲ့အောင်မြင်ဖို့အုံးလေလို့ထင်နေလို့လည်းဖြစ်ကောင်းဖြစ်ပါလား။ အဲ့ဒီတော့တလောက်ခိုင်မာတဲ့ evidence ကြီးတခုကိုချပြပြီးတော့ energy and energy crp ကိုတော့ဆက်စုကြီးကလက်မခံဘူးဆိုတဲ့သဘောတရားတက်ရောက်တဲ့တောက်တောက်ဟာကြီးကိုချပြလာတဲ့အထိပေါ်လာတဲ့ဒီပေါ်လာတဲ့ဖြစ်ဖြစ်ဖြစ်ပေါ်လာတဲ့အထိကိုတော့အာဒီမီဒီယာလို့ပြပမရှိတဲ့ပြပပြပမီဒီယာလို့ကျွန်တော်တော့တော့ပါတယ်။အပြင်ချက်မဲ့မီဒီယာတွေကထူးခြားတာပဲတယောက်မှမပေါ်ပြဘူး။ကျွန်တော်မီဒီယာအခု40ကျော်တော့လေ့လာကြည့်တယ်။တယောက်မှမပေါ်ပြဘူး။စပါးကြောင့်လို့ထင်တယ်။ဒါသူ့ရည်ရွယ်ချက်ကဘယ်လိုသွားနေလဲထင်တယ်။ အော်ဟိုဘောနဒူးဒူးကိုအမှန်တရားကိုပေါ်ပြရဲဆက်ပြီးတော့လိမ့်ချနေတာပေါ့နော်ဆက်ပြီးလိမ့်ချနေတယ်အာပြီးတော့ဒီလိုမျိုး ဒေါ်ဆန်းစုကြည်ဒီလိုမျိုးတွေကအမှန်ပါဆိုလို့ရှိရင်ဒေါ်ဆန်းစုကြည်ရဲ့ပုံလေးကိုလည်းကြောက်အောင်လုပ်နေတာပေါ့နော်အဲ့တော့အခုဆိုရင်လည်းဟလာဟိုကျမတို့လည်းမြင်နေရပါတယ်တချို့ online တွေပေါ်မှာအာဒီလိုအခုဖြစ်သွားတယ်ကျမတို့နိုင်ငံရေးဒီလိုကြီးဖြစ်သွားတဲ့ကိစ္စက NLD ကြောင့်အာဒေါ်ဆန်းစုကြည်ကြောင့်ဆိုရဟာလူတွေညှို့ထိုးတာလေပေါ့နော်ဒါတွေအများကြီးဟိုသူတို့ဒီလိုမျိုးလူမှုကိုအမှန်တရားပြောရင်းနဲ့ဆက်ပြီးတော့ ဟိုလေလေဟိုဟိုဒေါ်စားစုကြီးရဲ့ပုံကြီးကြတာပဲဖြစ်တာပေါ့နော်ဒီလိုမျိုးတွေလည်းဖြစ်စီခြင်းနဲ့ဆက်သားရှိနေတယ်ဒီပါတော့နော်ပြီးခဲ့တဲ့နှစ်ရက်လောက်ကပဲ3ဒါမီးလောက်ရေဂျစ်တာနဲ့ချိန်ကြိုက်ပါပဲအဟိုကဘယ်လိုပြောလဲဆိုတော့ဒေါ်လာရှိတာတော့ငဝင်ခိုင်တန်းလို့နောက်ဟန်တာမီးလို့ပေါ့နော်သူတို့အစုတွေကတပိုင်နဲ့ဆိုသလိုအော်ရီဂျင်နယ်ဒီသူတို့ပြပြပြရတော့အများဆုံးပေါ်ပြနေတာတွေ့ရတယ် ဆိုတော့သူတို့ဖော်ပြချက်ကတော့ဒီဂျော်ဆန်ကြီးဒီစာကိုတော့တိုက်ရိုက်တုတ်ပြန်တာမဟုတ်ပေမဲ့တော်ရိုက်ပြီးတုတ်ပြန်တဲ့သဘောမျိုးနဲ့အာဂျော်ဆန်ကြီးကလက်ရှိယူရဲသွားနေလို့ရှောင်းဖို့ကန့်ကွက်လိမ့်မယ်မထင်ဘူး။ဒါကြောင့်သူကပြောတယ်ဆက်စကလုံးကိုအာလူကပဲငွေလက်ချောင်းပဲလို့ပြောရတာပြရတယ်။ဆိုကန့်ကွက်လိမ့်မယ်မထင်ဘူးဆိုတာထောက်ခံလို့ပြောရလည်းမဟုတ်ဘူး။ဒါပေမဲ့မထောက်ခံဘူးလို့လည်းပြောရလည်းမဟုတ်ဘူး။ဆိုအဲ့ဒီစကလုံးကိုလက်ပတ်ပြီးအရင်ဥစုံကြီးတုံးတွေ့ရတယ်။သူတို့ရဲ့ ဟိုသူတို့ကိုရောအမှပါဗျာပြောပြချက်ပြီးတော့မှလည်းမှသူတို့ကြောင့်နေရတယ်ကြက်တယ်ဟုတ်ပါမှန်ပါတယ်ကျွန်တော်သူတို့ကိုတော့ဘာမှမပြောချင်ပါဘူးပြောချင်တာကခုနလိုမျိုးပေါ့နော်ကန့်သွားလိမ့်မှာမဟုတ်ဘူးဆိုရင်ဟုတ်ပါတယ်ဒေါ်စန်းစုကြည်ကဟလာဟိုဒီလိုမျိုးလူတယောက်လုပ်တဲ့ကိစ္စတော့သူပဲကန့်သွားတယ်တိုင်းလုံးလုံးတဲ့ကိစ္စတော့သူပဲကန့်သွားတယ်ဒါပေမဲ့ဟလာဟို ဟိုဒီလိုမျိုးကြီးတယောက်တစ်ယောက်ဟိုပေါ့နော်တတ်ကြဖြတ်ကြအာဟိုဆိုတဲ့ကိစ္စမျိုးတွေဟိုတော့ဟိုသူစိုက်တာတော့မဟုတ်တာဟုတ်လားသူ့ရဲ့ခုနဟိုသူ့ရဲ့နန်းစင်ကအာခုနလိုမျိုးညင်းရက်ကစုစုနေနေနိုင်နန်းစင်ပဲဖြစ်တဲ့အတွက်ဒီလောက်ချင်းနေစိုးသွားတော့အောင်တော့ဟိုသူလုံနေတဲ့ဟာမျိုးကိုတော့ဘယ်လက်ခံနိုင်မလဲအဲ့ကျွန်တော်ပြောချင်တာအဲ့ဆိုရင်ဥောင်ကြီးညောတို့ကဘာမှမကြိုက်တမ်းတို့ဒူဝါလရှိတာတို့ဒီဘုရားတို့နောက်ဥဟန်တာမျိုးတို့တောက်လျှောက်စဉ်းစားပြောနေတဲ့ပုံစံအရဆိုရင် တော်ဆက်သူကြီးကသူတို့ရဲ့လောက်ကျန်သူတို့ရဲ့လောက်ရမှုလောက်ရဒီဘောမကန်ကန်ွက်လေးမျိုးမထင်ဘူးသူတို့ပြည်သူလူထုရဲ့ရုပ်ဆံတော်ကောင်းမှုတူပြီးတော့ပြောချင်အဖြစ်တော်ဆက်သူကြီးတို့တနည်းအားဖြင့်အချက်ဖက်သမားလို့တုံ့ပို့လေလို့ရမှာဖြစ်တယ်အဲအဲ့လိုပုံစံဖြစ်သွားတာပေါ့နော်အဲ့လိုပုံစံကိုတဖြည်းဖြည်းနဲ့ရောက်လာပြီးတော့ဒေါ်ဆန်းစုတီရဲ့ဟိုဟိုကိုဂုံတိတ်ခါတွေကိုမိမိအောင်လုပ်တာမျိုးလို့ကျွန်မအနေနဲ့တတိယပြတ်မှာကျွန်တော်အမြင်ပြောဒေါ်ဆန်းစုတီကအကြမ်းတမှာခေါင်းဆောင်ကြီးဆိုတဲ့ဟာမျိုးကိုသူတို့ကဒေါ်ဆန်းစုတီပြောတာပြောတာခဏတာဒေါ်ဆန်းစုတီအကြမ်းတော့ခေါင်းဆောင်ကြီးလို့တွန်းပို့လိုက်သလိုတော့ တို့လုံနေတာကြီးอ่ะတော့ဆိုရင်တို့ဝင်ဆွဲချတော့ဖြစ်နေတာပါ။မှန်ပါဘို့လေဒီလိုအခြေအနေကိုတော့မရောက်ရောက်အောင်တုံးဖို့တို့ဖြစ်သွားတာပေါ့။ဟုတ်။အဲ့တော့ဒီစာရင်တော့ဒီဘက်မှာဒေါ်ဆဆီနဲ့ပတ်သက်တဲ့ဗီဒီယိုမှန်ထွက်လာတာရဲ့။ဒါချိန်ခိုက်ဆိုလို့ဟိုဘက်ဥစုကဗီဒီယိုဆိုပြီးပြောနေတာလေကိုတို့ချုပ်ချိတ်ဆက်ပြီးတော့ဟိုဒီအမှန်နဲ့တခုဘာလဲလူလူကိုမချစ်ပြောပြနေတာရှိတယ်။ဘာအမှန်နဲ့သိနေတာရှိတယ်။အော်လူလူကိုကျမတို့ရဲ့ဗီဒီယိုညီငယ်ညီမငယ်ကို မှန်ပါတယ်ဟိုဒီညီငယ်ညီမငယ်တွေလည်းအဓိကပြောချင်တာကကျမတို့ဒီလိုမျိုးပေါ့နော်တောင်ဆန်းစုကြည်ကပြောခဲ့တဲ့လမ်းစဉ်တွေဟာဟလာမိတို့တော့အခက်အခဲပဲဖြစ်ပါစေဆက်ဆက်စုညီနိုင်ရဲ့လမ်းစဉ်တွေပဲသွားပါမယ်ဆိုတာတောင်ဆန်းစုကြည်ရဲ့လမ်းစဉ်တွေဖြစ်တယ်အဲ့တော့ဒီအခုလိုမျိုးကျမတို့တနိုင်ငံလုံးမှာဟလာဟိုတယောက်တယောက်တတ်ဖြတ်နေကြတဲ့ဟာတွေဘယ်ဘက်ကနေပဲလှုပ်လှုပ်ပေါ့နော်လူတွေတည်ဆုံးနေကြတဲ့ဟာတွေဟလာဟိုထိတိုင်းနေလာနေတဲ့ဟာတွေအားလုံးကိုဟိုကျမတို့ရတန်းရက်စီခြင်းနဲ့အား ားလုံးကိုလည်းရတန်းအရင်စီဖြစ်တယ်။တကယ်လို့သာဟလာဒေါ်စန်းစုကြည်ကိုချစ်တဲ့ဆိုရင်သူ့ရဲ့တန်းစီကိုပဲလိုက်ကြပါလို့ကျမကနေရနေပြီးတော့ဟလာမေတ္တာရခံပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာ။ဒီနေ့ပြောစရာကတော့အများကြီးရှိလာတယ်။အဲ့တော့ဒေါန်ဆန်းသူဒီသူ့လမ်းစဉ်ကိုပဲလိုက်ကြပါဆိုနေပြီးတော့ထောင်ထဲအကုန်တောက်ဝင်ရမယ်သဘောလို့ရှိတယ်။နောက်တစ်ခုကတော့ ဒီကိစ္စ MUG အနေနဲ့ CRPH အနေနဲ့ထောက်ချင်ရတော့မယ့်ကိစ္စဖြစ်လက်ရှိ MUG ရဲ့နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်တောင်းဆန်းစုကြည်အဖြစ်ဆက်ရှိနေလို့ပဲတပတ်မှလည်း NLD ပါတီဥက္ကဋ္ဌဖြစ်ဆက်ရှိနေလို့ပဲတပတ်မှလည်းနေပြည်တော်မှာထောက်မင်းမှာမတရားဖန်ဆီးခံရရတာအမှန်ပဲအဲတောင်းဆန်းစုကြည်ဆိုတဲ့ဖက်ချက်ကိုကန်ပြီးစစ်တပ်ရောဒီဘက်က MUG ရောကန်ကစားနေကြတာတွေ့ရတယ် ဒီနေ့ဒီဗီဒီယိုကတော့စစ်တပ်နဲ့အန်ဒီပါတီကတချိန်ကလွတ်တော်မဟောင်းဖြစ်ခဲ့တဲ့ဆနာမင်းနဲ့စစ်တပ်ထောက်ခံတဲ့မီဒီယာကြော်မျိုးမင်းတို့ရဲ့လုတ်ကွက်တစ်ခုပြစ်ဖဲခေါ်တာဖြစ်တယ်။ချင်းချင်းပြောရရင် NUG NLD NUG sorry NLD CRPH NLD NLD ချင်းချင်းတိုက်ပြီးလိုက်တဲ့ပွဲပဲ။ အဲ့တော့ညီမတနိုင်ငံလုံးမှာရှိတဲ့ဒေါ်စန်းစုကြီးကိုချစ်တော်သူတွေအန္တရီပါတီဝင်တန်းပေါင်းများစွာသောသူတွေနောက်တစ်ခုကအန္တရီပါတီမှာတာဝန်ရှိပါတယ်ဆိုတော့ဘိုးကော်မတီတွေစီပင်တွေလွတ်တော်အမတ်တွေဘာပြောမလဲနောက်ချစ်ဒီအဖြစ်ကိုမျောလိုက် ရှင်းရှင်းလင်းလင်းလူလူကိုပြောပြစီစဉ်ပါလိမ့်မယ်။2021ကတရားရုံးထွက်ချက်တစ်ခုပါ2025မှာစစ်တပ်ကတစ်ချက်ပြစ်ထည့်လိုက်တာမြန်မာနိုင်ငံလောကတစ်ခုလုံးတွတ်တွတ်ခအောင်ရှင်းသွားတာတော့ကျွန်တော်တို့တော့နေပြည်စည်ရမြန်မာကြံနေတယ်ဆိုတော့ပြလိုက်တာပါပဲ။ဟဲ့ဒီညတော့လူမြတ်ကျော် channel မှာ DVD ကိုတင်တာအကြောင်းရှိတယ် လူချင်းမျိုးကောဘယ်လိုသဘောထားရှိပါလဲကိုမမရေးထားပေးခဲ့ပါမျှဝေပါအချာအန်နဒီပါတီဝင်ကိုလည်းလက်တွေ့လိုက်ကြပါဒီညတော့ပဲအောင်ဂျေဆုတက်ပါလေ